ကျမ်းမာခြင်းနဲ့လူကတော့ပါဇက်ကတော့ကျမ်းမာခြင်းနဲ့အေးကျမ်းမာခြင်းလို့ရှင်ဘာလို့ကျမ်းမာခြင်းလို့ရှင်ကျမ်းမာအောင်နေထရမယ်စားထရမယ်ဒီလိုဆိုလိုတယ်ပေါ့အနုဘုဆိုရင်ကျမ်းမာခြင်းနဲ့လို့ဖះရှိဆူတောင်းပြီးတော့မတည့်တာလဲစားတယ်အနေထိုင်မတက်ဘူးမစင်ញင်ဘူးကျမ်းမာရေးအထောက်ကူမဖြစ်တာတွေလုပ်နေတယ်ဆိုလို့ရှင်ဘယ်တော့မှ ကျမ်းမာလာမှာလည်းမဟုတ်ဘူးပေါ့ကျမ်းမာလာခြင်းနဲ့ဆိုရင် အဓိကလူတွေမှာမတင့်တော်တဲ့အစာအစာကိုရှောင်ရှားဖို့တင့်တဲ့အစာအစာကိုမျှတရုံစားဖို့ဆိုတာဟာအဓိကကြတယ်လို့မြတ်စွာဘုရားအဆုံးအမတွေထဲမှာဒီလိုဟောထားတာရှိ မကြမ်းပါဘူးဆိုတဲ့လူတွေတော်တော်မကြမ်းပါဘူးဆိုတဲ့လူအများစုကိုပေါ့နော်ပင်ကိုကိုကကြမ်းမရေးချိုးတဲ့လူလည်းရှိနိုင် မကြမ်းပါဘူးဆိုတဲ့အများစုအစားအသောက်မစင်ကျင်တဲ့ပုံကိုယ်တွေဖြစ်တတ်တယ်ပေါ့ မစင်ကျင်သည့်အတွက်ကြောင့်ဈာမရေးတွေထိခိုက်လာတယ်။အနေအထိုင်မသင့်တော်သည့်အတွက်ကြောင့်ဈာမရေးတွေထိခိုက်လာတယ်ဆိုတာမျိုးတွေကရှားခိုင်နှုံးများတယ်လို့ဒီလိုပြော။ဒါကြောင့်မို့ဈာမကျင်နေဆိုရင်ဈာမရေးလိုက်စားဖို့စားတော့မိမိနဲ့တင့်တော်တဲ့အစားတော့ကိုသာစားဖို့တင့်တော်တာဖြစ်တော်လဲအတိုင်းတာတစ်ခုနဲ့စားဖို့ဒါဟာအင်တန်မအရေးကြီးတဲ့အချက်တစ်ခုပဲ။